MSB ကျွန်တော်ရဲ့ဘဝတဝက်လောက်ကိုရင်းနှီးမြှုပ်နှံခဲ့ရတဲ့အချိန်တွေပေါ့နော်မြှုပ်နှံခဲ့ရတဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုရပ်နားလိုက်ရတဲ့ဆိုတဲ့အချိန်မှာပို့ပြီးတော့နှမျောရတာပေါ့နော်ဟိုတန်မိုးထားတဲ့ကိုအတွက်တန်မိုးရှိခဲ့တဲ့လုပ်ငန်းတစ်ခုဖြတ်သိမ်းခဲ့ရတယ်ဒါပေမဲ့အဲ့ဒါရေအကုန်လုံးဒီလေ ဒါအကျိုးအကြောင်းတွေဆက်ဆက်ပြီးဖြစ်သွားတာပေါ့เนาะအချိန်တန်လို့ရှိရင်အရာအလုံးကဘယ်တော့မှမတည်မြဲဘူးဆိုတော့တရားတဘောကိုပဲဖြည့်တွေးပါတယ်စိန်လင်းဆိုတဲ့လူတစ်ယောက်ဒီဒါနှစ်ပေါင်းများစွာကျွန်တော်စီးပွားရေးလောကမှာအာနမဲကောင်းတစ်ခုနဲ့ရက်တီလာခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဒီချိန်မှာစိန်လင်းဆိုတဲ့နမဲကြားလိုက်တာနဲ့ကတ်စတမာတွေပြည်သက်တွေအကုန်လုံးယုံကြည်မှုကိုရထားတာပေါ့เนา ကျွန်တော်ရဲ့ဘဝမှာဒါ Today Wedding Studio ဆိုပြီးတော့ပြန်ဖွင့်လိုက်တဲ့အချိန်မှာပေါ့เนาะ Make up တင်နန်းကိုပထမဦးဆုံးတင်နန်းသူအဖြစ်တက်မယ်ဆိုပြီးတော့လာအပ်တာတော့ပုံပုံပေါ့เนาะဒါညီမလေးမေသူလို့လည်းခေါ်တယ်။သူကကျွန်တော်တင်နန်းလာအပ်တဲ့အချိန်မှာကျွန်တော်တင်နန်းဖွင့်ဖို့ရည်ရချက်မရှိသေးဘောเนาะအဘလိုဖြစ်လို့ကျွန်တော်စီမှာလာအပ်တာလဲဆိုတော့သူတို့ရဲ့ဒီမိသားစုဝင်တယောက်ကတဲ့ရန်ကုန်မှာတင်နန်းသွားတက်မယ်ဆိုရင်တဲ့ကိုစိန်လင်းရှိရယ်ပေါ့เนาะကိုစိန်လင်းရဲ့ make up ဆိုလို့ရှိရင်တကယ်ကိုအဲ မိတ်ကတာပညာပါပါလေးနဲ့ပေါ့နော်ជីတောက်ရှင်မိတ်ကလေးတွေကိုသင်ပေးနိုင်တယ်ဆိုပြီးတော့တဲ့အဲညွန်လိုက်လို့ဆိုပြီးလာတက်တယ်ဆိုတဲ့အချိန်မှာဒါသူ့ကြောင့်ကျွန်တော်သင်တန်းလေးတွေဖွင့်ဖြစ်သွားတာပေါ့နော်အဲ့ဒါကြောင့်မို့လို့ပြောမယ်ဆိုရင်တော့အရန်ကိုဟိုကိုအတွက်အမှတ်တရရှိတဲ့သင်တန်းသူတယောက်ပေါ့နော်သူတဲ့ဒီသင်တန်းစပြီးရဲ့အချိန်မှာနောက်ပိုင်းမှာနောက်ထပ်သင်တန်းသူတွေဆက်ပြီးလက်ခံပေးဖြစ်သွားတာပါဟုတ်တူဒေးဝယ်တင်စတူဒီယိုဖွင့်တာပြီးခဲ့တဲ့နှစ်ကဖွင့်ဖြစ်တာပေါ့နော်ဒါပေမဲ့ စတူဒီယိုတိဆောက်စဲကာလဖြစ်တဲ့ခါကျတော့အလုပ်တွေမအားဘူးတင်တန်းတွေလည်းဖွင့်ဖို့ရွယ်ချက်မရှိသေးတဲ့အချိန်မှာအညီမလေးကကျွန်တော်စီမှာပေါ့နော်ပြီးခဲ့တဲ့ဒီ2025 April လောက်ကသူကတင်တန်းစတက်တယ်ပေါ့နော်အဲ့တော့သူလာတက်ပြီးရနောက်ပိုင်းမှာကျွန်တော် April 3 May ဂျွန်ပေါ့နော်3လလောက်ဖွင့်ပစ်ခဲ့တယ်အဲဒီနောက်ပိုင်းတော့ကျွန်တော်ဝါကျွတ်သွားတာဖြစ်တဲ့အကြောင်းမို့လို့နည်းနည်းလေးမင်္ဂလာရာသီလေးအဲ အလုံးနဲ့နဲ့အေးတယ်ဆိုတဲ့အချိန်ကျတော့မှတင်တန်းလေးပြန်ဖွင့်ဖြစ်မှာပေါ့ကျွန်တော်ကတော့တင်တန်းတစ်ခါဖွင့်ရင်တလားလောက်တော့တင်တန်းပေးဖြစ်တယ်ပေါ့နော်အဲ့တော့ကိုတက်ထားတဲ့ပညာတွေကိုမချွင်းမချန်အကောင်လုံးကိုကျွန်တော်က regulation စွာနဲ့တကယ်ကိုထိထိမိမိလေးဖြစ်မဲ့တင်တန်းမျိုးပဲကျွန်တော်တင်ပေးဖြစ်တာပါဟုတ်ဒီနေ့တော့ဒီပွဲပြီးရတဲ့ကျွန်တော် မင်္ဂလာပွဲရှိရတဲ့ဒီကနေ့တန်းပြီးတော့သွားအောင်ပါပေါ့နော်အဲ့တော့ဒီຢာတီကတော့မင်္ဂလာ အများဆုံးဆောင်တဲ့ຢာတိလည်းဖြစ်တယ်ဒီနှစ်မှာဘယ်လိုထူးခြားမှုတွေရှိမလဲဆိုလို့ရှိရင်တော့ဒီဝစ်ဆောင်ရွေးချယ်မှုပေါ့ဝစ်ဆောင်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ Today Wedding Studio မှာထိုင်မသိန်းလေးဆိုလို့ရှိရင်ဝမ်တုံးကာလာလေးတွေပဲအဲအများဆုံးလုပ်ဖြစ်တယ်အခုလိုမျိုးပေါ့ဒီလိုမျိုးပန်းသက်ခွားပေါ်မှာဆိုလို့ရှိရင်ထိုးထားတဲ့ accessory လေးတွေအားလည်းပန်းသက်ခွား sequence လေးတွေအဲဘူးနယ်ဆိုလည်းရွှေဘူးနယ်ပန်းသက်ခွားရောင်လေးတွေပဲဒီကြည့်လိုက်လို့ရှိရင် class ရှိတယ်ပေါ့နော်ဒီလိုမျိုး quality မျိုးဖြစ်အောင်လည်းကျွန်တော်တို့ချုပ်လုပ်ဖြစ်တယ် customer တွေတော်တော်များများရအခုနောက်ပိုင်းကဘိုးစံတာကိုကြိုက်လာကြဆိုတော့လေအဲ့လိုအယောင်နေចောင်းចောင်းကြတာတွေတိတ်မကြိုက်တော့ပေါ့နော်ငိမ့်ငိမ့်လေးနဲ့ဟိုနှစ်ပေါင်းများစွာခံတဲ့ဒီ fashion မျိုးဖြစ်အောင်ကျွန်တော်တို့ပြင်ဆင်လာဖြစ်တယ်ဒါလည်းဒီဒုလသမီးရဲ့ရွေးချယ်မှုကလည်းခင့်အမြင်ရှိလာတာပေါ့နော်ပြီးတော့ make up ပြင်ဆင်มาဆိုလို့ရှိရင်လည်းဒုလသမီးတွေအကုန်လုံးက ိုင်းရှဲရိုးဆိုရယ်ပပလေးပဲပေါ့နော်အဲ့လိုမျိုးပေါ့အဲပါနီလေးနေဆိုလို့ရှိရင်လည်းလိန်လို့နေထားမှမသိတဲ့အရာမျိုးလေးတွေကိုလိုချင်လာကြတယ်အဲ့ဒီကြောင့်မို့ကျွန်တော်တို့ပြင်ပေးရခါမှာပို့ပြီးတော့လက်ဝင်တယ်မိတ်ကပ်ပညာဆိုတော့သူကြနားမလဲဘူးပေါ့နော်အအများကြီးမလဲဘူးနော်ပပလေးပဲလိမ့်မယ်ပပလေးဆိုရင်ဈေးလျှော့မလားဆိုတော့ပါတာပို့ပြီးတော့ခတ်တယ်ပေါ့နော်ဟိုမိတ်ကပ်တွေအထူးကြီးလိမ့်လိုက်လို့ရှိရင်လူတစ်ယောက်ကမလှရင်တော့လှအောင်ရုပ်ပြောင်းလဲသွားလို့ရတယ်မိတ်ကပ်ကပါတယ်ဆိုလို့ရှိရင် တော့ကျွန်ဟို low access ရှိတဲ့မျက်နှာလေးတွေမလာတဲ့အစိပ်ပိုင်းလေးတွေဖုံးဖို့အတွက်ကကြတော့ပို့ပြီးတော့ပညာသားပါတယ်အဲ့အတွက်ဟိုပါပါလေးလင်းရင်ပို့တော့မှခက်ခဲသေးတယ်လှအောင်ဖန်တီးပြရခါမှာတဘာတွေပညာတွေအများကြီးလိုအပ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ဟိုဘလို့ပဲဖြစ်ဖြစ်ပါအဲပြောချင်တာကတော့ makeup ပညာဆိုတာကပါအောင်လင်းရင်လေဒီအချိန်ဒီအထုံးမှုဒီ cosmetic ပဲသုံးရတာပဲဖြစ်တယ်ထူအောင်လင်းလည်းဒီလိုပဲဆိုတော့အဓိကသည်ကျွန်တော်တို့ရည်ရချက်ကတော့လာလိမ့်တဲ့ customer နဲ့ပေါ့မှာစက်တည်ရရှိရှိလေးနဲ့ လိုက်ဖက်တဲ့ပုံစံမျိုးဖြစ်အောင်အမြဲတမ်းပြင်ဆင်ထုံးဖွဲ့ပေးဖြစ်တဲ့ပြီးတဲ့အခါကျလို့ရှိရင်တော့ဒါပန်းအပြင်ဆင်လေးတွေဆိုလို့ရှိရင်လည်းဒီဘက်ကဆိုလို့ရှိရင်ဒါ decoration တွေကိုအရန်သုံးလာကြရပေါ့နော် budget တွေသုံးရင်သုံးသလောက်ခန်းနားမှုတွေလှပမှုတွေဖြစ်စေတယ် pre wedding ဆိုရင်တော့ဒီ webkit မှာအဲ Brianna pre wedding တွေရဲ့ဒီ lighting ပေးမှုတွေ ီးတော့ composition လေးတွေ setting လေးတွေအစား VN number ကိုခက်စားလာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ဒူတွေမှာဆိုရင်လည်းအဲ့လိုမျိုးပဲပေါ့နော်ခက်နဲ့မျက်ခြေမပြောင်းအမြဲတမ်းကျွန်တော်ကြည့်ဖြစ်တဲ့အမြဲတမ်းတော့ကျွန်တော်ဘက်ကအကောင်းဆုံးဖြစ်အောင်စူးစမ်းနေပါတယ်ဟုတ် လူတယောက်ရဲ့ brand ကအရန်ရေးကြီးပါတယ်အခုကျွန်တော် today wedding studio ဆိုပြီးတော့ပြန်လည်တည်ထောင်တဲ့အခါမှာသူတို့ဆိုရင်ကျွန်တော် today ကိုတည်လို့လာတာမဟုတ်ကိုစိန်လင်းကိုအားပေးမယ်ဆိုတဲ့စိတ်နဲ့လာကြတာပေါ့နော်အဲသူတို့မင်္ဂလာဆောင်ခမ်းနားမှုအပ်မယ်ဆိုပြီးတော့ line ပေါ်မှာရှာတယ်စိန်လင်းဆိုတာနဲ့အဲကျွန်တော်ကိုတွေ့ပြီးတော့ရောက်လာကြတာရောက်လာတော့မှအော်အကိုက today wedding studio ပြန်ဖွင့်နေရလားသူတို့မသိဘူးပေါ့နော်အဲအဲ့လိုမျိုးလေးတွေပေါ့အဓိကကစိန်လင်းဆိုတဲ့လူတယောက်ဒီဒါနှစ်ပေါင်းများစွာကျွန်တော်စီးပွားရေးလောကမှာ အာနာမည်ကောင်းတစ်ခုနဲ့ရက်တည်လာခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဒီချိန်မှာစိတ်လင်းဆိုတဲ့နာမည်ကြားလိုက်တာနဲ့ customer တွေပြိသက်တွေအကုန်လုံးယုံကြည်မှုကိုရထားတာပေါ့နော်အဲ့လိုယုံကြည်မှုကဒီနေ့မနေ့ပြတည်ဆောက်လို့ရတာမဟုတ်နှစ်ပေါင်းများစွာတည်ဆောက်ခဲ့ရအဲ့ဒါကြောင့်မို့လို့အဲ personal brand name အနေနဲ့စိတ်လင်းကိုချစ်ခင်ခဲ့တဲ့အတွက်အခု today wedding studio ဆိုတဲ့လုပ်ငန်းကိုပြန်လည်ပြီးလုပ်ကင်တဲ့အခါမှာအဲပုံမှန်ထက်တော့ဖောက်ကားတာနည်းနည်းလေးပို့ပြီးတော့ခရီးရောက်တယ်ပေါ့နော်ဘာမှမသိသေးရဲ့ personal branding မရှိတဲ့လူတယောက်အနေနဲ့စီးပွားလုပ်ငန်းတစ်ခုကိုမနေ့တနေ့မှစမယ်ဆိုရင်အရှမ်းရုန်းကန်ရတယ်အခုစိန်လင်းဆိုတဲ့ branding တစ်ခုကိုလူတွေချစ်ခင်ပြီးသားဖြစ်တဲ့အတွက်ဒီကျွန်တော်လုပ်တဲ့ Today အစီအကြ Coffee လို့ Today Wedding Studio လုပ်ငန်းတွေလုပ်တဲ့အခါမှာအော်ကိုစိန်လင်းဆိုလို့ရှိရင်တော့အတွေ့အကြုံရှိပြီးသားပဲသူဆိုလို့ရှိရင်တော့စိတ်ချရတယ်စေတနာပါပါလုပ်နိုင်တယ်ဆိုတာတွေကကျွန်တော်ရဲ့ main home customer အကုန်လုံးသိပြီးသားဆိုတော့ဒီချိန်မှာတနေ့တနေ့ကျွန်တော်စီမှာအလောက်လာအပ်တဲ့ customer ၃ပုံ၂ပုံက main home နေ တပုံကတော့ line ပေါ်မှာတွေ့ပြီလားအဲ့ဒါမိတ်သစ်တွေဆိုတော့လေဘာပဲဖြစ်ဒီချိန်မှာအရန်ကိုဒီနေရာနေပြီးတော့ပေါ့နော်ဟိုကြည့်ရှုနေတဲ့ပြိသက်တွေကိုကျေးဇူးများရတဲ့မှာတယ်ဒီနေ့ဒီချိန်ညအဲကျွန်တော်ကိုချစ်ပေးကြတဲ့အတွက်ကြောင့်ပါဟုတ်အမှန်တိုင်းပြောရရင်လူဆိုတာကလေကိုယ်စီမှာရှိတဲ့အရာဝတ္ထုတစ်ခုဥပမာတယ်လီဖုန်းတစ်လုံးတောင်မှလေခိုးခံရလေဖြစ်ပါစေကြလို့ကွဲသွားလေဖြစ်စေတယ်လီဖုန်းလေးတစ်လုံးတောင်လူတွေကနှက်မျောကြတာပဲပေါ့နော်အဲအခုဟာကကျွန်တော်ရဲ့ဘဝတဝက်လောက်ကိုရင်းနှီးမြှုပ်နှံခဲ့ရတဲ့အချိန်တွေပေါ့နော်တမြှုပ်နှံခဲ့ရတဲ့စီးပွားရေးလုပ်ငန်း တစ်ခုကိုရက်နာလိုက်ရတယ်ဆိုတဲ့အချိန်မှာပို့ပြီးတော့နှမျောရတာပေါ့နော်ဟိုတန်မိုးထားတဲ့ကိုအတွက်တန်မိုးရှိခဲ့တယ်လုပ်ငန်းတစ်ခုဖြတ်သိမ်းခဲ့ရတယ်ဒါပေမဲ့အဲ့ဒါရေအကုန်လုံးဒီလေဒါအကျိုးအကြောင်းတွေဆက်ဆက်ပြီးဖြစ်သွားတာပေါ့နော်အချိန်တန်လို့ရှိရင်အရာအားလုံးကဘယ်တော့မှမတည်မြဲဘူးဆိုတော့တရားတဘောကိုပဲဖြည့်တွေးပါတယ်အဲ့အတွက်ဘဝဆိုတာအနေအမြင့်ဆိုအမြဲတမ်းရှိရပေါ့နော် အမြဲတမ်းကြီးပဲနေတာနေမယ်လို့ပြောလို့မရဘူးပေါ့နော်ဟိုလာတာတဲ့အချိန်လည်းရှိမှာပဲသဘောတရားကအရင်တော့ကစိန်လင်းဆိုပြီးတော့လူတယောက်အနေနဲ့လုပ်ခဲ့တဲ့စီးပွားရေး nebel branding တစ်ခုကဒီချိန်မှာတော့မရှိတော့ဘူးဒါပေမဲ့လည်းအခုချိန်မှာအဲလုပ်ငန်းအသစ်ကိုပြန်စားတဲ့အခါမှာယုံကြည်ချက်ကတော့အပြည့်ရှိတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်မှာခြေနှစ်ဖက်လက်နှစ်ဖက်ရှိနေသေးတယ်မှန်ခြင်းမှားခြင်းကိုစဉ်းစားနေတဲ့ကျွန်တော်ရဲ့မှန်ကန်တဲ့အတွေးခေါ်ရှိတဲ့အုံနောက်ရှိတယ်အဲ့တော့ကျွန်တော်ဘယ်လောက်ကိုမဆိုပြန်စားမယ်ဆိုလို့ရှိရင်ကျွန်တော်စူးစမ်းနိုင်တဲ့အောင်မြင် ောင်းဖန်တီးမယ်ဆိုတဲ့စိတ်နဲ့ပဲလုပ်ခဲ့တာပေါ့เนาะဒီချိန်မှာအဲနှံ့မျောလားဆိုလို့ရှိရင်တော့မနှံ့မျောတော့ပါဘူးအခုချိန်မှာတော့ကိုယ်လည်းလုပ်ငန်းအသစ်နယ်ပယ်အသစ်မှာကိုယ့်ဘာသာကိုယုံကြည်ချက်ချင်းနဲ့ပြန်ပြီးစူးစမ်းနေတဲ့ချိန်မှာတနစ်ဆိုတဲ့ကာလအတွင်းမှာ Today Wedding Studio လေးကတော့ဒါစင်စမပြအလုပ်လေးတွေ customer လေးတွေနဲ့လက်ပတ်နေရဖြစ်တဲ့တဲ့ကြောင့်မို့လို့အခုလက်ရှိကိုပိုင်လုပ်ငန်းလေးတစ်ခုလုပ်နေရပုံမှာပဲအာယုံစိုက်လိုက်တယ်ပေါ့နော်အဓိကကတော့ဟိုလုပ်တဲ့လုပ်ငန်းမှာ ရိုးသားမှုနဲ့စ조사မယ်ဆိုလို့ရှိရင်တော့အောင်မြင်မှုတစ်ခုဆိုတာကတော့ရလာမယ်လို့ယုံကြည်ပါတယ်ဟုတ်မြန်မာစတာပစာ